မေတ္တာတော်ဂေါတမီဤနောက်ဆုံးနေ့ရက်များတဲ့မေတ္တာတော်ဂေါတမီဤနောက်ဆုံးနေ့ရက်များတရားတော်မတရားလေနဲ့မြတ်စွာဘုရားအတွက်အမတန်မှကျေးဇူးကြီးမားသောတုတ္တိယမိခင်ပေါ့နော်မှန်ပါဗျာပရမမိခင်ကတော့ ဘခင်ဒုဒောလနာမင်းနဲ့မိခင်မေရမယာမိဘနှစ်ပါးကနေပြီးတော့မွေးဖွားလို့မေရမယာကမွေးဖွားပြီးတဲ့အချိန်သေနယောစံကံတော်ဂုံတော့ဒုတိယမိခင် ဖြစ်တဲ့အဲ့ဒီမိတွေးတော်ခေါရမီကနေပြီးတော့တိတ်တန်ထမင်းသားဘုမနောဓမ္မမောင်နှမလို့ရဲ့ဂျင်းညိုကိုးကွယ်ရာခေါရမမြတ်စွာဘုရားအလောင်းတော် တိတ်တရမင်းသားလေးကိုပြုစုဆောင်ရှောက်ပြီးတော့ဘုရားဖြစ်သည့်အထီးမေတော်ကြီးဟာအမတန်မှကျေးဇူးများတယ်တဲ့အဲဒီမေတော်ကြီးရဲ့ကျေးဇူးတရားတွေနဲ့နောက်ဆုံးနေ့ရက်တွေကိုဘယ်လိုကျော်ဖြတ်သွားတယ်လဲဆိုတာအဲ့ဒါကိုဘုန်းဘုန်းတို့ဒီနေ့စတင်ပြီးတော့ဟောကြားပေးမှာဖြစ်ပါတယ်မိရဲတော်ကောင်းတမီဤနောက်ဆုံးနေ့ရက်များပါတယ်လေ ုရိရိနာအယံဗုဒ္ဓံဟာတကာယောယမစ္စောပရိညာဓမ္မယံဒုက္ခံဒုက္ခဟောဒုက္ခဟိတုဝိဝစီတောနိရောဓောမေတိစီကံလောမေဃောသဗိသူဘာတိတောအဲဒီမှာသူပြောတဲ့စကားလေးကရုရိဒေနာ ဘူပန်ဆင်းရဲငိုကြွေးပြီးတော့နေခြင်းတို့သည် မဖြစ်ကြနဲ့ဒုက္ခဒုက္ခသစ္စာကိုပရိညာတံပိုင်းခြားပြီးတော့သိထားတဲ့ပုဂ္ဂိုလ်ဟာလျင်မင်္ဂသည်និရောဓသစ္စာនិရောဓသစ္စာကိုစိုက်ရောက်တော့မှဖြစ်တယ်လူတွေဟာလောကမှာဘဝတစ်ခု သိဆုံးရတော့မယ်ဘဝတစ်ခုကခွဲခွာကြတော့မယ်အဲ့ဒီလိုအချိန်မျိုးဆိုလို့ရှိရင်ပူဆွေးတော့ကတွေရောက်တတ်ကြတယ်တဲ့ဘိတ္တပုထုဇဉ်တွေမှာနော်မှန်ပါဘူးဘလူတွေမှာလဲတရားနဲ့တရားခွဲခွာကြရတော့မယ်အေးနောက်ဆုံးတေခြင်းတရားတွေနဲ့ရင်ဆိုင်ကြရတော့မယ်ဆိုရင်ကြိုင်းကြတဲ့လူတွေကလည်းပဲပူဆွေးတော့ကတွေဖြစ်တယ်လို့ ထွက်ခွာသွားမဲ့ပုံကိုယ်တွေမှာလည်းပဲပူလောင်မှုတွေနဲ့ထွက်ခွာသွားကြရတယ်တဲ့အဲ့ဒါပုထုဇဉ်တို့မှာဒီတိုင်းဖြစ်ကြတယ်နော်မှန်ပါဗျာယခုမိတွေတော်ခေါ်လည်းမိကတော့ရူရိတေနာတဲ့ပူပန်စင်းရဲမှုတွေမဖြစ်ကြနဲ့တော့တဲ့ဘာကြောင့်လဲဆိုဒုက္ခဒုက္ခသစ္စာကိုပရိညာတန်ငါကပိုင်းခြားပြီးတော့သိပြီးတော့မင်းငါဤ နေရောဓသစ္စာနေရောဓသစ္စာကိုမျက်မှောက်ပြုတ်ထားပြီတဲ့သူ့အတွက်ကသူ့အတွက်နဲ့ပူလောင်မှုတွေမဖြစ်နဲ့တော့လို့ဒီလိုပြောလို့ရမယ်နော်အဲ့ဒီစကားလေးကိုမှတ်ခဲ့ပေးတဲ့ပူလောင်မှုတွေကိုမဖြစ်နဲ့တော့ငါအတွက်စိတ်ချလို့ဘာမှမပူလောင်ကြနဲ့တင်တို့ငါလည်းပဲသွားမဲ့ခရီးအတွက်မပူလောင်တော့ဘူးတင်တို့လည်းငါအတွက်နဲ့မပူလောင်ကြနဲ့တော့လို့ဒီလိုပြောတာနော် ဒါဘိဒ္ဒရေစိတ်ချအောင်လုပ်ထားလို့ပေါ့တရားတွေကိုဘယ်လိုလဲကိုယ်တွေလည်းပဲသွားမဲ့လူတွေကောပူလောင်เสียလို့သေးလားကျန်ခဲ့မဲ့လူတွေအတွက်ကပူလောင်ပြီးတော့ငိုကြွေးနေเสียလူသေးလားမလိုပါဘူးခင်ဗျအဲ့ဒါကိုပြောလို့ရင်အဲ့တော့မိရွေးတော်ရဲ့သူ့ရဲ့သာသနာတော်ကိုချစ်မြတ်နိုးပြီးတော့သားတော်အပေါ်မှာဂရုစိုက်ပုံလေးတွေဟာ ကြည်နိုးเสียရလဲကောင်းတယ်လွမ်းဆွတ်เสียရလဲကောင်းတယ်သူ့အတွက်ကဆုလတ်တစ်ခုရတယ်လို့သူကမိခင်ရင်ဖြစ်တဲ့မေရောမာယာတည်သွားတဲ့အခါဘုရားပြမဲ့ဒိဋ္ဌာဒမင်းသားကိုသူပြုစုခွင့်ရတော့မယ်ဆိုတဲ့အခါကသူ့အတွက်ဆုလတ်တစ်ခုကိုရတယ်လို့ကိုသူကျင့်နေတာနော် အဲ့ဒီလိုလဲသူနှုတ်ကြိုတိုက်ကျွေးပြီးတော့ပြုစုလန်လိုက်တာပေါ့ဒေတာကြီးနောက်ဆုံးတူတူပြောကြသူဖျားဖြစ်သွားပြီသူပြုစုခဲ့တဲ့တိတ်တထမင်းသားလေးကဘာဖြစ်သွားဖျားဖြစ်ကိုရောက်သွားပြီဖျားဖြစ်ကိုရောက်သွားတဲ့အခါကျတော့ဘုန်းဘုန်းတို့ဖျားဖျားဖြစ်သူရောက်ပြီးတဲ့အခါကပိလဝေါဇာတိမြေနိရောဓအောင်ကြောင်းကိုရှင်တော်ဖျားရောက်နေတာ အဲ့ဒီအချိန်မှာမေတော်ကြီးကမြတ်စွာဘုရားကိုသူရှောက်ခြင်းတဲ့အရာတွေသူ့ဘဝတွေဖြစ်ခြင်းတဲ့အရာတွေကိုသူရှောက်ဖို့အတွက်နောက်ပါအမျိုးသမီး900နဲ့အတူဘုရားရှင်ထံကိုသွားခဲ့တယ်ဏိရောဓာယုံကြောင်းမှာမြတ်စွာဘုရားဘိဒ္ဒယဘယ်မှာလဲဏိရောဓာယုံကြောင်းမှာပါနောက်ပါဘယ်လောက်လဲ900 အဲ့ဒါသွားတယ်။သွားတဲ့အခါကျတော့ဟိုရောက်တဲ့အခါမြတ်စွာဘုရားကိုသူ့ရဲ့ဆုလတ်တဲ့ဘွယ်ရလို့ပြုစုစောင့်ရှောက်ခဲ့ရတာသူ့ဘဝဟာအကျဉ်းနာကြီးကျဉ်းနှက်ခဲ့တယ်တဲ့လောကမှာမဲတော်မဲတော်တွေအမေအမေတွေဟာစัจ जा မင်းရဲ့အမေရှင်ဘရင်ရဲ့အမေမူမတ်တွေရဲ့အမေတတိတကျွယ်တို့ရဲ့အမေတွေဟာဘဝများစွာဖြစ်ခဲ့အဲ့ဒါတွေဟာတကယ့် ထိုက်တန်တဲ့အမေတွေမဟုတ်ဘူးယခုဖခင်အလောင်းရဲ့ဖခင်ရဲ့အမေဖြစ်ရတာဟာသူ့ဘဝအတွက်ထိုက်တန်သောစူကြီးတစ်ခုရတယ်